ားလုံးပဲမင်္ဂလာပါဗျခေါက်တဲ့သားများအားလုံးစိတ်အချမ်းသာတဲ့ကိုယ်ယူချမ်းသာခြင်းနဲ့ရှိကြပါစေဟောဒီနေ့ကျွန်တော်ပြောပေးချင်တာကဘာကိစ္စလဲဆိုတော့ကျွန်တော်တို့အလုပ်တွေစီးပွားတွေလုပ်တဲ့အခါကျရင်ငွေကြီးနဲ့ပတ်သက်ပြီးတော့ပြည်လဲစေခြင်းနဲ့ငွေကြီးလက်ပတ်မှုရစေခြင်းနဲ့ငွေကြီးနဲ့ပတ်သက်ပြီးဂျမ်းမဖြစ်စေခြင်းဘူးပေါ့အဲ့တော့ဝန်ထမ်းလာကဇာတိအနေနဲ့ကတော့ငွေကြီးနဲ့ပတ်သက်ပြီးပုံမှန်လာစာရမယ်လာစာလေးတိုးမယ်ဒါဆိုသူတို့ပို့ကြိုက်တယ် ဘေးပေါက်လုံနေတဲ့လူတွေကိုပိုင်စီးပွားရေးလုံနေတဲ့လူတွေလုပ်ငန်းတစ်ခုကိုစတင်တည်ထောင်ပြီးလေပတ်နေတဲ့လူတွေကြတော့ငွေကြေးနဲ့ပတ်သက်ပြီးဂျမ်းမဖြစ်စေချင်ဘူးငွေနဲ့ပတ်သက်ပြီးအဖက်ဘက်ကအဆင်ပြေစင်ရတယ်အဲ့တော့ငွေကြေးကိုလေပတ်မှုအားကောင်းပြီးတော့ဝင်ငွေတိုးစေမယ်နီလန်လေးပြောပေးချင်တာဖြစ်တယ်အထူးသဖြင့်ဝန်ထမ်းလကသာမဟုတ်ဘဲနဲ့လုပ်ငန်းတစ်ခုကိုလေပတ်ပြီးတော့ဒီလုပ်ငန်းကြီးကိုအောင်မြင်အောင်မောင်းနှင်နေကြတဲ့သူတွေအတွက်အခုပြောတဲ့ရရအစီရင်ရတော့အများကြီးအသုံးတက်ပါလိမ့်မယ် အဲ့တော့ဘလို့ဟာမျိုးလဲဆိုတော့မျက်စိတည်းမြင်အောင်ပြောရရင်ကျွန်တော်တို့ကနံပါတ်၄ချက်ငွေကြေးနဲ့ပတ်သက်ပြီးလုပ်ငန်းရှင်တွေအနေနဲ့လေပတ်စီတဲ့အလှူဒန်းအမယ်ပစ္စည်းတွေရှိပါတယ်အဲ့လိုပစ္စည်းတွေထဲမှာနံပါတ်၁အားအကောင်းဆုံးကပြားရည်ပါနံပါတ်၁အားအကောင်းဆုံးကပြားရည်ပါအဲ့တော့ပြားရည်နဲ့ပတ်သက်တဲ့လှူဒန်းမှုမျိုးလုပ်ပေးရတာရှိတယ်နံပါတ်၂အားအကောင်းဆုံးကကြတော့ကျွန်တော်တို့ကဒိန်းခြင်းပါ နော်ဒါကငွေချင်းနဲ့ပတ်သက်တဲ့ကံတွေကို အားကောင်းစေတဲ့ဟာမျိုးဖြစ်ပါတယ်နံပါတ်3အားကောင်းစေတဲ့ဟာကကြတော့ခြုံများတဲ့အရေးတွေပါနော်ခြုံများတဲ့အရေးဆိုတော့ခုနကပြားရေကြတော့ဂျာရာရီနန်ကိုယူပြီးပြောတာအဲ့လိုပဲပြားရေလိုပဲခြုံစေတဲ့နောက်ထပ်အချို့ရေအချို့ရေတွေပေါ့နော်တခြားတဲ့တွေအများကြီးပါတယ်နော်စီးကျိုသမားတွေဝိတ်တက်တဲ့လူတွေတောက်လို့မရဘူးဘာညာဆိုတော့အားဖြစ်အချို့ရေဒီလိုမျိုးအချို့ရေတွေပေါ့ထားပါတော့ကြွဲရိုင်းတို့လို့ เนาะအချိုရည်မျိုးတွေ M150 လို့မျိုးအချိုရည်မျိုးတွေအဲ့လိုမျိုးအချိုရည်တွေပါဒီလိုဟာမျိုးတွေကိုကျွန်တော်တို့ကငွေကြေးနဲ့ပတ်သက်ပြီးကံကောင်းစေခြင်းနဲ့ဆိုရင်ဖះရှင်ကိုကတ်လို့ပူဇော်ရပါတယ်။အော်ဒီ၃မျိုးလုံးကျွန်တော်တို့ကတစ်ခါတည်း debate ထဲတော့အဆင်ပြေခြင်းမပြင်မယ်။ပြည်တဲ့ဟာတစ်မျိုးမျိုးကတော့ကျွန်တော်တို့ကငွေကြေးနဲ့ပတ်သက်ပြီးအဆင်ပြေခြင်းနဲ့ကံကောင်းစေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကတ်ကိုကတ်ကပါလိမ့်မယ်။နော်အဲ့ဒါလေးကိုကျွန်တော်နံပါတ်၁ချက်ပြောစင်တာဖြစ်တယ်။အဲ့တော့ကတ်ရမယ့်နေ့၃နေ့ရှိပါတယ်။ ကရမယ်တဲ့၃နေအဲ့၃နေမှာဦးစားပေးကပ်ပါနံပါတ်၁အချက်တင်းနှင်းကုန်နေနေပါနော်တင်းနှင်းကုန်နေရောက်ပြီဆိုရင်ဖះအောင်ပြားရေကတ်တာတွေအချိုရေကတ်တာတွေဒိန်ချင်ကတ်တာမျိုးတွေလုတ်ပေးရတယ်နံပါတ်၁အချက်အဲ့တော့နောက်နေ့ရက်ကကြတော့တင်းနှင်းကုန်နေတော့မအားဘူးအလုံးရှိတယ်တင်းနှင်းကုန်နေနေမှာပဲအလုတ်လုတ်ကတာပိတ်ရမဟုတ်ဘူးအချို့ကြတော့တင်းနှင်းကုန်နေပိတ်ရဖြစ်တယ်ဆိုင်ပိတ်တယ်အချို့လုပ်ငန်းရှင်တွေကြတော့တင်းနှင်းကုန်နေကလူကြတဲ့နေအလုတ်များတဲ့နေဖြစ်တယ်တင်းနှင်းကုန်နေမှာမအားမလက်ဖြစ်ကြတယ် တော့ဒီနေ့ကိုနေနေမလုံနိုင်ဘူးဆိုရင်ဗုဒ္ဓဖူးနေပါဗုဒ္ဓဖူးနေရရင်ခုနကပြောတယ်ပြားရီတို့အချိုရီတို့ဒိန်ဂျင်တို့တမျိုးမျိုးဖျားရှင်ကိုကတ်ရပါတယ်ကတ်ရပါတယ်ကတ်ပြီးတော့ငွေကြီးလက်ပတ်စီဖို့ငွေကြီးနဲ့ပတ်သက်ပြီးအဆင်ပြေဆုံးเนาะငွေကြီးချမ်းဖြစ်ပဲနဲ့တပြေးပြေးနဲ့ဝင်ငွေစည်းစိမ်မှုအားကောင်းစေဖို့ဆုတောင်းရပါတယ်နောက်ရက်တရက်ကကြတော့ဂျာတာပရီနေပါအဲ့လိုပဲဂျာတာပရီနေနဲ့ပတ်သက်ပြီးမနက်ခင်း ကျွန်တော်တို့ဒိန်ဂျင်ကတ်မလားပြားရီကတ်မလားအချိုအေးကတ်မလားဒါမျိုးတွေကတ်ပေးရတယ်။အဲ့တော့ဒီ၃မျိုးကိုဘယ်အချိန်ဒီမှာကျွန်တော်တို့ကတ်တင်လဲဆိုတော့မနက်ပိုင်းတွေကတ်တာအကောင်းဆုံးပါ။မနက်ပိုင်းတွေကတ်တာကပိုပြီးကောင်းတယ်။မနက်စောစောကတ်နိုင်တယ်ဆိုရင်ပိုကောင်းတယ်။ဒီနေ့ကနေလိုနေ့မျိုးဆိုရင်ကျွန်တော်တို့ကမနက်6နာရီနဲ့9နာရီခွဲကတ်တာပိုကောင်းတယ်။အဲ့ဒီအချိန်ကကိုလုပ်ငန်းတွေဆိုင်နေမဖွင့်သေးဘူး။ကိုကိုတိုင်လည်းအိပ်ရာကမနိုးသေးဘူးဆိုရင်မနက်9နာရီနဲ့10နာရီခွဲအတွင်းကတ်တာပိုကောင်းပါတယ်ဒီနေ့ကနေနေ့ဆိုရင် ဘောတစ်ခုနဲ့လည်းအဲ့လိုပဲမနက်စောစော6နာရီရနဲ့9နာရီခွဲအတွင်းကတ်တာကတော့အကောင်းဆုံးပဲအဲ့ဒီနေ့အဲ့ဒီချိန်မရဘူးအဆင်မပြေဘူးဆိုရင်မနက်9နာရီရနဲ့10နာရီခွဲပေါ့ဂျာတာရီနေ့လည်းအဲ့လိုပဲမနက်စောစော6နာရီရနဲ့9နာရီခွဲအတွင်းကတ်တာအကောင်းဆုံးပဲအဲ့ဒီနေ့အဲ့ဒီအချိန်မှာအဆင်မပြေဘူးဆိုရင်မနက်9နာရီရနဲ့10နာရီခွဲအတွင်းကတ်တာအကောင်းဆုံးပဲအဲ့တော့ကတ်ကမဲ့ပစ္စည်းက3မျိုးဖြစ်ပါလိမ့်မယ်ပြားရည်အချိုရည်2မျိုးမျိုးထိန်ကျင်ပါ3မျိုးလုံးမကတ်လဲရတယ် တစ်မျိုးပဲကတ်လဲရတယ်သုံးမျိုးလုံးကတ်နိုင်လို့ကတ်လဲရတယ်နှစ်မျိုးရလို့နှစ်မျိုးကတ်လဲရတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးဒါလုပ်ငန်းတကယ်လုပ်ပြီဆိုတဲ့လူမျိုးတွေသိပါလိမ့်မယ်နော်အခုမှစလုပ်တဲ့လူမျိုးတွေလုပ်ငန်းနဲ့ပတ်သက်ပြီးဆိုပိုသိတာအာငွေကြေးလဲပတ်ဖို့ရေးဟာအကျွေးကြီးကြနေတာလည်းရှိတယ်အာကုန်တယ်ကိုပတ်စံပေးရမှာလည်းရှိတယ်အဒီငွေအမျက်ထရနဲ့ထုတ်ပြီးတော့မိသားစုစားရတော့ရေးကလေးចောင်းစီထုတ်ရတာလည်းရှိတယ်အဲ့တော့ငွေရတဲ့ခါကျရင်ချမ်းဖြစ်ပြီးခါကျရင်အရင်ပြောက်သွားတာမျိုး ပတ်စံတော့ရှိတယ်အဲဒီပတ်စံအလုတ်ထဲမှာပြန်ဝင်ပြီးငွေအပေါ်မထွက်လာတာမျိုးစသဖြင့်ဒီလိုမျိုးပြဿနာလေးတွေလုပ်ငန်းရှင်မှာတိတ်ဖြစ်တတ်လေးရှိတယ်အရင်တည်းကဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတကယ်ကို financial ဘိုင်းကိုကောင်းကောင်းမလေးလာတဲ့ဘက်နဲ့လုပ်ငန်းထူထောင်နားရတဲ့သူဆိုရင်ပို့ဆိုးပါတယ်နောက်အလုတ်လူတွေအတွက်ဒီရရားလေးတွေကိုကူပေးပါကိုကိုယ်တိုင်လည်းငွေချင်း management ဘယ်လိုလုပ်ကြလဲဆိုတဲ့ကိစ္စတွေကိုလေ့လာပါတန်တန်းနေတတ်ပါဒီရည်ရည်အားလည်းအထောက်အကူထိုးနေတယ်ဖြစ်ပါလိမ့်မယ်။လောက်ဆောင်တော့တွေးဆဆင်နိုင်မလို့ယုံကြည်ပါရစေ။ ကိုရက်သားမီတွေအားလုံးငွေကြေးကန်ကောင်းပြီးတော့လက်လက်ပတ်တွေရှင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ။